်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးမြောက်ရီမြို့နယ်တွင်ရှိကြားပြတ်အွန်လိုင်းငွေလိမ်စင်တာများတွင် Starlink အင်တာနက်များကိုပုံမတိုးချဲ့အသုံးပြုလာမှု American Congress ကစတင်စုံစမ်းစစ်ဆေးနေတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ် ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်များရီမျိုးနယ်တွင်ရှိကြားဖြန့်အွန်လိုင်းငွေလိမ်စင်တာများတွင် Starlink အင်တာနက်များကိုပုံမတိုးချဲ့အသုံးပြုလာမှုပေါ်အမေရိကန်ကွန်ဂရက်ကစတင်စုံစမ်းစစ်ဆေးနေကြောင်း AFP သတင်းတရက်အရသိရပါသည်။ထိုင်းနိုင်ငံကမြောက်ရီမျိုးနယ်ရှိကြားဖြန့်အွန်လိုင်းငွေလိမ်စင်တာများထံသို့လျှက်စစ်ဓာတ်နှင့်အင်တာနက်လိုင်းများဖြတ်တောက်ပြီးနောက် Starlink အင်တာနက်များကိုအဓိကအ 30လကြောင်ကြားဖြန့် online ငွေလိမ်စင်တာအဆောက်အုံများပေါ်တွင် Starlink Internet ဘဏ်များအများအပြားတင်ထားသည်ကိုတွေ့ရကြောင်းကြားဖြန့် online ငွေလိမ်စင်တာဖြစ်သော KK Pat ဖြင့်အဆောက်အုံတစ်ခုပေါ်မှာ Starlink Internet ဘဏ်80နီးပါးမြင်တွေ့ရကြောင်းသိရပါသည်။ American ပြည်ထောင်စု California ပြည်နယ်မှာအစိုးရရှိနေများက Starlink Internet စနစ်ကိုအသုံးပြု၍ငွေလိမ်လည်မှုများကျူးလွန်ကြောင်း Starlink ကို2024ခုနှစ်ဇူလိုင်လတွင်တရားဝင်တတိပေးခဲ့ခြင်းတတိပေးခဲ့သော်လည်း Starlink ကတစုံတရာတုတ်ပြန်ခြင်းမရှိပေ ရုပ်ရင်ပူပန်နေကြတဲ့ထိုင်းနဲ့အမေရိကန်နိုင်ငံ၏သမားများသည် Starlink ဂျိုရူအင်တာနက်ပိုင်ရှင် Elon Musk ကိုတတိပေးနှိုးဆော်မှုများလှုံ့ဆော်နေကြပြီးအမေရိကန်အထက်လွှတ်တော် Musk က Elon Musk ကို Starlink အင်တာနက်ကိုကြားဖြန့် online ငွေလိမ်ခိုင်းများကအသုံးပြုနေမှုကိုအရေးယူဆောင်ရွက်ရန်တိုက်တွန်းထားပါတယ်။ ယခုအခါအမေရိကန်ကွန်ဂရက်လွှတ်တော်ပူရဲစည်းဝါးရေးကော်မတီကဂျားပြန်အွန်လိုင်းငွေလိမ်စင်တာများနဲ့ Starlink အင်တာနက်တို့ပတ်သက်နေမှုများကိုစတင်စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်းသိရှိရပါတယ်။ American Cyber ရာဇဝမှုဆိုင်ရာအစိုးရရှိနေကလည်း American Company တခုကဒီလိုတွေဖြစ်နေဖို့က ပဝင်ဆောင်ရွက်ပေးနေတာဟာယွန်းစရာပါပဲဟုပြောကြားခဲ့ပါတယ်။ကြားဖြန့်ငွေလိန်ခိုင်းများပြတ်မှတ်ထားမှုမှာအမေရိကန်ကလည်းပါဝင်နေပြီး2024ခုနှစ်တွင်အမေရိကန်ဒေါ်လာ10ဘီလီယံခန့်ဆုံးရှုံးခဲ့ပြီးစက်နလအတွင်း66ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်းအမေရိကန်ဆိုရဗန်နာရေးဌာနကခန့်မှန်းထားပါတယ်။အမေရိကန်ကရခိုင်လောင်များတွင်ကြားဖြန့်ငွေလိန်ခိုင်းများ၏အဓိကမျိုးဖြစ်သောရွှေကုတ်ကိုမျိုးနှင့်ပတ်သက်ဆက်ဆက်နေတဲ့လူပုဂ္ဂိုလ်များနှင့်ကုမ္ပဏီ၉ခုကိုပိတ်ဆို့ရင်းယူခဲ့ပါတယ်။ဒုံရတွင်ရွှေကုတ် အတွင်းအဆောက်အုံတည်ဆောက်မှုများမှာအလင်းမြန်ဒုတ်တက်နေစေဖြစ်ကြောင်းသိရှိရပါသည်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တီဘောတွင်တိုက်ပွဲများဆက်လက် ပြင်းထန်နေပြီးစစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်နေတောင်တာမြို့နယ်ထနောင်းကုန်းပြူချေရွာကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုပြူစောတီတအူသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တမ်းပြည်နယ်မြောက်ပိုင်းတွင် TNL သိမ်းပိုက်ထားတဲ့သီဘောမျိုးနယ်သို့စစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်နေသဖြင့်တိုက်ပွဲများပြင်းထန်နေကြောင်း TNL တရင်ရှင်းမြစ်ကပြောဆိုပါရယ်အော်တိုဘားလတရင်နေကြောင်းမဲမျိုးကိုစစ်တပ်ကပြန်လည်သိမ်းပိုက်ပြီးနောက်သီဘောမျိုးကိုပြန်လည်သိမ်းပိုက်ရန်စစ်ကြောင်းများခွဲ၍အလုံးရင်းဖြင့်ထိုးစစ်ဆင်လာကြောင်းယနေ့အော်တိုဘား14ရက်နေ့ထိတိုက်ပွဲများပြင်းထန်နေကစစ်တပ်ကသီဘောမျိုးနာထီချင်းကန်လာနေကြောင်းစစ်တပ်က drone နဲ့လက်နက်ကြီးများကိုအဆက်မပြတ်ပစ်ခတ်ပြီးမြေပြင်တွင်တဟုန်တို့စစ် ထိုးစစ်ဆန်လာကြောင်းသိရပါတယ်ဒီဝေါ်မျိုးပေါ်နဲ့ဆိုရင်တိတ်မလို့တော့ဘူးလေးမိုင်ပတ်ချလဲလောက်မှရောက်လာတာကြောင်မဲကြပြီးကလေးကတောက်လျှောက်ထိုးစစ်စင်နေတာလက်နဲ့ကြီးတွေနဲ့တောက်လျှောက်ပစ်တဲ့ drone တွေနဲ့ပုံကျဲတယ်ပြီးတော့မြေပြင်ကနေစစ်ကြောင်းတွေတက်တယ်ပူပေါင်းတပ်တွေကခုခံမှုတွေဆက်လုပ်နေပါတယ်တိုက်ပွဲတွေကတော့ပြင်းထန်နေတော့ပဲဟု TNL သတင်းရှင်းမြစ်ကပြောဆိုပါတယ် အခြားတစ်ဖက်မှာလည်းစစ်တပ်က GNL သိမ်းပိုက်ထားသောမြို့များကိုလေးရင်များဖြင့်ပုံကျဲမှုများဇက်တိုင်းလုံဆောင်နေကပြည်သူများထိခိုက်ဒိတ်ဆုံးမှုရှိကြောင်း GNL ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်အလားတူမန္တလေးတိုင်းတောင်တာမြို့နယ်ထနောင်းကုန်းပြူစောတိကျေးရွာကိုတော်လိုင်းရေးတပ်များကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာပြူစောတိတဦးသေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းပကံကလုံတပ်ဖွဲ့တာဝန်ခံကပြောဆိုပါရသည် အော်တိုဘာလ23ရက်နေ့တောင်တာမြို့နယ်ထနောင်းကုန်းပြူစောတီချင်းရွာကို60မမလက်နက်ကြီးစေလုံးဖြင့်တောင်းလိုင်းရေးတပ်ဖွဲ့များက တိုက်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုတွင်ပြူရတွင်ကြားရောက်ပောက်ကွဲပြီးပြူစောတိတဦးသေဆုံးကောင်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတော်လည်ရေးရဲဘော်များအနေဖြင့်အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အဲဒီမှာပြူစောတိအင်အား80ခန့်ရှိပါတယ်။အော်တိုဘားလ73ရက်မှာတိုက်ခိုက်ခဲ့တာပါ60မမလက်နက်ကြီးအချက်ရေး7လုံးနဲ့ပြစ်ခတ်ခဲ့တာပါ။မြင်းချံမျိုးပေါ်ကပြူစောတိတွေနဲ့ပဲပေါင်းထားတာအကုန်ပြူစောတိတွေလို့သိထားရတယ်။ပြူစောတိတဦးသေဆုံးတဲ့နှစ်ဦးထိခိုက်ဒဏ်ရာရတဲ့စ စစ်သားတွေဘက်ကလည်း60မမလက်နက်ကြီးတွေနဲ့ပြန်ပစ်တာမျိုးတွေရှိတယ်။အချိန်မနှောင်းမီလက်နက်ချပြီးပြည်သူလူထုနဲ့အ мян ပူးပေါင်းကြဖို့အတိပေးချင်ပါတယ်ဟုပကံကလုံတပ်ဖွဲ့တာဝန်ခံကပြောဆိုပါရယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စင်ယုတ်စု၏အတူရောင်အလိညာရွှေကောက်ပွဲကိုအကူအညီပေးလျက်မြန်မာပြည်သူများ၏ဒုက္ခကိုပိုမိုနှဆိုင်စေမည်ဟုကုလသမဂ္ဂစီဝေတွင်ဦးကျော်မိုးထွန်းကနိုင်ငံတကာကိုတရိပ်ပေးဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ အကျန်းဖက်မြန်မာစေုပ်စု၏အတူရောင်လိညာရွေးကောက်ပွဲကိုအခုညပေးလျင်မြန်မာပြည်သူများ၏ဒုက္ခကိုပုံမနှဆိုင်စေမည်ဖြစ်ကြောင်းကုလသမဂ္ဂစည်းဝေးတွင်တမ်မကြီးဦးကျော်မိုးထွန်းကနိုင်ငံတကာသို့တတိပေးပြောဆိုလိုက်ပါရယ်အော်တိုဘာလ23ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့တွင်ပြုလုပ်သောအကြိမ်80မြောက်ကုလသမဂ္ဂထွေထွေညီလာခံစီးပွားရေးနှင့်ဗန္ဓာရေးဆိုင်ရာကော်မတီဒုတိယကော်မတီစည်းဝေးတွင်၎င်းကအထက်ပါတိုင်တတိပေးလိုက်ခြင်းဖြစ်ပါရယ် ကုလသမဂ္ဂဆိုင်ရာမြမအမြင့်တဲ့ကိုစလဲတမ်းမကြီးဦးကျော်မိုးထွန်းကဂျမ်ပက်စစ်တပ်ကတရားမဝင်ဆေးအာနာတင်ရင်ကျိုးပန်းမှုနောက်ပိုင်းတွင်မြမနိုင်ငံကရခင်ရရှိခဲ့သောဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအောင်မြင်မှုများမှာတိတိတသာနောက်ပြန်ဆုတ်ယုတ်သွားခဲ့ကြောင်းအဂျမ်ပက်စစ်အုပ်စုကတရားဥပဒေစိုးမိုးရေးကိုဖျက်ဆီးနေပြီးရာဇဝတ်သားများ၎င်းတို့နှင့်ပူးပေါင်းနေသည့်နေကြားဆောင်တပ်ဖွဲ့များအတွက်လုံခြုံသောပုံခုရများဖန်တီးပေးနေသဖြင့်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများမှာဆက်လက်ကျေပြန့်လာနေကြောင်းကုလ သမဂအဖွဲ့ဝင်နိုင်ငံချုပ်ကအကြမ်းဖက်ဆေးရုံစုကစီစဉ်နေတဲ့အတူရောင်အလိညာရွေးကောက်ပွဲကိုအကူအညီပေးနေမှုမှာပြည်သူလူထု၏ဒုက္ခကိုပုံမနှဆိုင်စေပြီးအကြမ်းဖက်မှုနှင့်မတည်ငြိမ်မှုများကိုသာဖြစ်ပေါ်စေကဒုပန်းရရှိထားသောဖွံ့ဖြိုးတိုးတက်မှုများကိုအလုံးစုံနောက်ပြန်ဆုံးယုတ်စေမည်ဖြစ်ကြောင်းတတိပေးပါသည်။ ထို့ကြောင့်နိုင်ငံတကာအတိုင်းဝန်နေဖြင့်အကြမ်းဖက်ဆီအုပ်စုကစီစဉ်နေသည့်တူယောင်လိန်ညာရွေးကောက်ပွဲကိုပြတ်သားစွာပိတ်ချရန်တမ်းမကြီးကအလေးနက်တိုက်တွန်းပါသည် မြန်မာနိုင်ငံတွင်အကြမ်းဖက်ဆဲဥစုကအရက်သားပြည်သူများကိုနေရဆွန့်ခွာစေပြီးအခြေခံဝန်ဆောင်မှုလုပ်ငန်းများကိုပိတ်ပင်တားဆီးနေသဖြင့်စင်ရတွင်ပုံမနက်လာကြောင်းပြည်ပခဖြစ်ပွားရာဒေတာများတွင်အကြမ်းဖက်ဆဲဥစုကကျင်းရွာများမွေးမြူရေးလုပ်ငန်းများစိုက်ပျိုးရေးလုပ်ငန်းတွေလေယာဉ်များကိုဇက်တိုင်မီရှို့ဖျက်ဆီးနေသဖြင့်ငတ်မောက်ခေါင်းပါမှုနှင့်စားနပ်ရိက္ခာမလုံခြုံမှုမှာဆက်လက်မြင့်တက်နေကြောင်းစာသင်ကျောင်းများပေါ်လေကြောင်းတိုက်ခိုက်မှုများကြောင့်ကလေးငယ်များသည်ဘုံခိုခြင်းများသို့မဟုတ်ယာယီခွန်လုံးများ စခန်းများတွင်ပုံအောင်ပညာသင်ကြားနေရပြီးပညာသင်ကြားမှုနှုန်းမှာဆက်လက်ကျဆင်းနေကြောင်းအခြေခံလူခွင့်ရများနဲ့ညီလုံဆောင်နေသည့်အမျိုးသမီးများပေါ်ရုပ်ပိုင်းဆိုင်ရာနှင့် digital နယ်ပယ်နှစ်ခုစလုံးတွင်ပရိပက္ခတွင်လိမ့်ပိုင်းဆိုင်ရာအကျန်းဖတ်မှုနှင့်ကြားမအခြေပြုအကျန်းဖတ်မှုများကိုအကျန်းဖတ်စေုပ်စုကဆက်လက်ကျူးလွန်နေသဖြင့်ကြားမမညီများမှုမှာ ပုံမှုကြီးထွားလာကြောင်းတမ်းမကြီးကပြောဆိုပါသည် ရင်းပြင်အကြမ်းဖက်စေုပ်စု၏တရားမဝင်အတ္တမစစ်သားစုဆောင်မှုကြောင့်လူငယ်များသည်ပုံရှောင်ထွက်ပြေးနေရပြီးပြည်ရင်းလုံသားအင်အားနှင့်စီးပွားရေးအခွင့်အလမ်းများမှာဆက်လက်လျော့ပါလာကြောင်းမြန်မာနိုင်ငံ၏ဒေသတွင်ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကြီးမားလာမှုသည်ဒေသတစ်ခုလုံး၏ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကိုဆွဲချသွားမည်ဖြစ်ပြီးအကြမ်းဖက်စေုပ်စု၏အတူရောင်ရွေးကောက်ပွဲမှဖြစ်ပေါ်လာမည်အကြမ်းဖက်မှုနှင့်မတည်ငြိမ်မှုများသည်ဒေသတစ်ခုလုံး၏ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကိုချိန်ဆမှုဖြစ်ကြောင်းတမ်မကြီးကပြောဆိုပါသည် ထို့ကြောင့်နိုင်ငံတကာတိုင်ဝမ်နေဖြင့်ဂျန်ဖက်ဆေးအုပ်စုကစီစဉ်နေသည့်တို့ရောင်အလင်းညာရွေးကောက်ပွဲကိုပြတ်သားစွာပေးချရန်ဆရာနာရှင်စနစ်အဆုံးသတ်ရင်းနဲ့ငင်းချမ်းရေးဒီငယ်ရေးစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရန်ဆုံးဖြတ်ထားသည့်မြန်မာပြည်သူလူထု၏ကြိုးပမ်းအားထုတ်မှုများကိုထောက်ခံအားပေးသွားကြရန်တမ်မကြီးကထပ်မံတိုက်တွန်းခဲ့ကြောင်းသိရှိရပါသည်